ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါတယ်ရှင်။ကျမခုဖတ်ပြမှာကတော့ဆရာမန်းတင်ရဲ့ဒုတိယအကြိမ်ထုတ်ဝေသောမြို့ပိုင်မောင်ပြုံးချူစာအုပ်မှာမောင်ပြုံးချူလို့အမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။သူသည်မြို့ပိုင်တယောက်ဖြစ်ပါတယ်။သူသည်ညမဇက်ခုံကြီးကို အထင်အရှားမြင်ရသောနေရာတွင် ရောက်ရှိနေလေတယ်။သူ့နေရာကသဲပြူခင်း ရာဇမတ်ကာထားသည့်ကြီးကျယ်ခမ်းနားသည့်နေရာမဟုတ်ပါ။ဆိုင်းနောက်နားတွင်ခင်းထားသည့်ဖြာစုပ်ကလေးဖြစ်ပါသည်။ဤနေရာသည်သာလျှင်မြို့ပိုင်တစ်ယောက်ဤနေရာဖြစ်ပါတော်သည်။ထိုနေရာမှနေ၍ကြည်တော်ကပြနေသည့်ဇတူဇတ်သားများကို အထင်အရှားမြင်ရပါသည်။တခါတရံသူသည်ဇတူဇတ်သားတို့နှင့် ရောနှောကကားကြားထဲမှနေ၍ပင် ချောင်းမြောင်းကြိရှုလိုက်မိရာယောဒန်ဆိုဒန်များနဲ့တကွဟန်အမှုအရာများကို အတိအကျမြင်လိုက်ကြားလိုက်ရလေသည်သူမြင်ရသည့်ဇက်ခုံပေါ်တွင်အရေးပါအရာရောက်သည့်နေရာကကပြနေသူများဟာ သူနှင့် နေတိုင်းလူလိုတွေ့ဆုံနေရတဲ့တောသူတောင်သားလဲသမားဆင်းရဲသားများဖြစ်ကြပါသည်သူတို့မပါလင်ညမဇက်ခုံပေါ်တွင်ကပြမည်ညမဇက်ွက်ဟာ ၆တွေ့လျက်ရှိလေသည်မြမဇက်ဆရာကြီးတို့ဟာသူတို့ကို ချော့ကြတယ်သူတို့ကိုမြှောက်ကြတယ်သူတို့ကိုအတုံးချကြတယ်ဇက်ဆရာကြီးတို့ဟာသူတို့အလိုရှိသလိုလူရာကိုဆွဲ၍အကခိုင်းနေကြလေတယ်တခါတရံအတင်းဓာချင်းချင်းခိုင်းလေတယ်တခါတရံငိုချင်းရှည်ကြီးကို အတင်းအရမဆူခိုင်းနေဇက်ကသူများကသူတို့ဘာကိုရွတ်နေမိသည်ဟုပင်တိကြဟန်မတူ လေပြေထိုးခြင်းလျက်နှင့်လဲဓာချင်းချင်းနေကြရတယ်။တစ္ဆာထားကိုဆိုခြင်းလျက်နှင့်လဲငိုချင်းရှည်ကြီးကိုဆွဲဆွဲငင်ငင်ဟစ်နေကြရရှာတယ်။အတနာခံသောမျက်နှာထားကလေးနဲ့ပါဇက်မှဓာချင်းချင်းနေသူကိုလဲမြင်ရတယ်။ပြုံးရောင်ရောင်မျက်နှာထားနဲ့ငိုချင်းတီဆိုနေသူကိုလဲတွေ့ရတယ်။မောင်ပြုံးချူဟာ သူတို့အမှုအရာတွေကို ကြည်ရင်ပြုံးမိလေတယ်။နောက်မှ ဖြစ်မှဖြစ်ရပလေဟုညီးညူရင်းဝမ်းနေပက်လက်နှင့်မဲ့မိလီတော်တည်းပြုံးတမဲမဲ1949နာဆင်သူပြိတ္တများအားလုံးစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနှင့်ပြည့်စုံကြပါစေရှင်။